အားလုံးမင်္ဂလာပါဒီနေ့ကျွန်တော်အခြေခံစလုံးပေါင်းပတ်ခြင်းအပိုင်း၃ကိုလာရောက်ညွှန်ပြပါမယ်အဲပြီးခဲ့ကလေးမှာတော့အပိုင်းဖြစ်ပေါ့နော်အဲဒါလေးကိုသိချလေးလိုက်ပြီးတော့အဲပေါင်းပေးပါသိချလေးကြည့်ပြပါဒါဆိုလို့ရင်နောက်ပိုင်းကျရင်ကိုယ်ဟာကိုယ်အဲစလုံးနေပေါင်းတက်အောင်ဖြစ်ပါတယ်အဲနံပါတ်၁ကိုကျွန်တော်ပေါင်းမယ်နော်အဲခေါ်အာယောခိုင်ခိုင်ဆိုတော့ရောင်းတာပေါ့နော်ခိုင်ရောင်းပြီနော်အဲဒီမှာကျွန်တော်သေးသေးလေးရှင်းပြထားတယ် အဲဘာလို့တန်ဆွဲချတာလဲဆိုရင်အမြင့်တန်နေဆိုဆွဲချမယ်เนาะဒါပေမဲ့အလုံးတိုင်းတော့မဟုတ်ဘူးအဲဒါလေးတခြားကြည့်ရမယ်เนาะခေါ်အာယောခိုင်ကြောင်းဒီเนาะအဲနံပါတ်2အဲနံပါတ်2ကအဖြူအဖြူကိုထိုင်းလိုခေါ်ခေါ်ဆွဲချမယ်เนาะခေါ်အာဝေါ်ခေါ် Q ဒီပေါ့နော်ဒီမှာကျွန်တော်အသေးစိတ်လေးပြထားတယ်အဲဒီနံပါတ်3ထားမှာတခုကစလုံးပေါင်းမယ်ဆိုရင်အများတိုင်း B ကနေပေါင်းမယ်နော် B တရအဲပြီးတော့မှအသက်နော်အသက်ပြီးရင်အသက်နေမိနေကြတာ1 new လိုက်မယ်နော်တကယ်လို့1 new မရှိဘူးဆိုတော့အသက်ကနောက်ဆုံးဖြစ်သွားမယ်နော်အဲ့တော့ပေါင်းကြည့်မယ်ခေါ်အားဝခေါ့ Q ဒီပေါ့နော်ကဲအဲ့ဒါနံပါတ်3ကိုစမယ်။အဲနံပါတ်3ကကျတော့အပွားစကက်လုံးနဲ့အတန်ဆင်းတယ်။အဲဒီမှာကျတော့သူကမိုင်းရေပါတဲ့အတွက်အတန်လေးကို အဲဖြတ်ချလိုက်တာတော့မူတီတီလေးနဲ့အဆုံးသတ်သွားတယ်เนาะအဲကျွန်တော်ပေါင်းပြမယ်ခေါ်အာဝခေါ်မိုက်အခေါ်เนาะခေါ်အာဝခေါ်မိုက်အခေါ်เนาะမိုက်အခေါ်ဒီဥစ္စာလေးနဲ့တွဲလိုက်တဲ့ခံစားရအတန်လေးကငြိမ်သွားတယ်အောက်လည်းမရောက်ဘူးတဲ့လည်းမထွက်သွားဘူးခေါ်ခေါ်ဆိုတော့တရင်เนาะဟုတ်ပြီเนาะအဲအဲ့တော့နံပါတ်လေးကိုဆက်ပေါင်းကြမယ်နံပါတ်လေးကြတော့လေအပေါ်စကလုံးနဲ့ပုံစံလိုလိုပဲเนาะ အဲသူ့မှာ꽌သွားတာလေးတခုကမိုင်းထိုးเนาะမိုင်းထိုးလေးပါလာတာတခုပဲ꽌သွားတယ်เนาะအဲ့တော့ပေါင်းကြည့်မယ်ခေါ်အာဝေါ်ခေါင်းမိုင်းထိုးခေါင်းเนาะခေါ်အာဝေါ်ခေါင်းမိုင်းထိုးခေါင်းခေါင်းဆိုတော့ဆန်ဒါမှုစပါအဲတုံးလို့ရတယ်เนาะနှစ်မျိုးသုံးသုံးလို့ရတယ်အဲ့ဒီနှစ်မျိုးထွက်တယ်ပေါ့เนาะခေါင်းเนาะဟုတ်ပြီเนาะကြောင်းသွားတဲ့ပုံစံလေးနေเนาะ ူမူရင်းဆိုရင်အတန်ရှင်ထွက်မယ်ပြီးရင်မိုင်းနဲ့တွေ့တဲ့အခါမြေကျအတန်လေးကတီသွားတယ်ခေါင်းเนาะအဲပြီးရင်မိုင်းထုံနဲ့တွေ့တဲ့အခါမြေကျတော့အတန်လေးကအောက်ကမြေကျထွက်သွားတယ်ခေါင်းเนาะဆန်ပြေသွားတယ်ဗောနော်အိမ့်လေးပဲပြောင်းသွားတယ်နံပြနံပါတ်5နံပါတ်5ကစီးရောခီခီစီးဒီဗောနော်အဲ့တော့ပေါင်းကြည့်မယ်ခေါ်ဤခီမိုင်းဧခီเนาะခေါ်ဤခီမိုင်းဧခီစီးဒီဗောနော်โอเค အဲပြီးရင်ဒီမှာထပ်ကြည့်မယ်နော်နံပါတ်6အဲ6ကကြတော့ချီနော်အခုနဒီပုံမှာခီနော်အဲချီကြတော့ခီခီနော်ချီပေါ့နော်အဲ့တော့ပေါင်းကြည့်မယ်ခေါ ਈ ခီမိုက်ထိုခီနော်ခေါ ਈ ခီမိုက်ထိုခီခီဆိုတာချီကိုပြောတာဖြစ်တယ်အတန်လေးကနော်အပေါ်က ဝန်နီယူနဲ့တွေ့တဲ့အခါမှာဝန်နီယူအလိုက်ကိုတန်လေးပြောင်းသွားတယ်နော်အဲတကယ်လို့ဘလို့ပြောင်းတာလဲသိရရင်ကျွန်တော်ရဲ့ရှေ့ရဗီဒီယိုကလစ်အဲဝန်နီယူသင်ခန်းစာမှာသွားကြည့်လို့ရတယ်နော်အဲဒီမှာအသေးစိတ်လေးကျွန်တော်ပြတာတယ် DI စာပေါင်းမယ် kho e t m i a k i uh, sorry m i a k i နော်အဲနံပါတ်6ကကျတော့ kho e k i m i t o k i နော် k i ဆိုတာ chi ဆိုတာဖြစ်တယ်အဲပြီးနံပါတ်9ကိုဆက်သွားမယ်နံပါတ်9ကကျတော့ဆွဲတာဘာဆွဲတာဆိုမြင်းဆွဲတာပေါ့နော်မြင်းဆွဲတာကို ခေနော်ခေနော်ခေါ်ဣဒေါ်ခေနော်ဆွဲပြီးပေါ့နော်ခေဆွဲပြီးနော်ဒီမှာနော်ခေါ်ဣဒေါ်ခေဆွဲပြီးပေါ့နော်အဲပြီးရင်နံပါတ်8အဲနံပါတ်8ကကြတော့တင်တာလည်း၃နေရာတက်တာလည်း၃နေရာနော် king road အဲဒါမှမဟုတ် king ban အိမ်မော်တက်တို့အဲဒါမှမဟုတ် king road ကားဘော့တက်ကားဘော့တင်၃နေရာနော် king ခေါင်ဆိုရင်ဒါပစ္စည်းတင်တာ၃နေရာပဲနော်အဲ့တော့ပေါင်းကြည့်မယ် ခဥနောခင်မိုင်းထိုခင်နောခဥနောခင်မိုင်းထိုခင်တက်ပြီးပြင်ပြီးနော်ဒီမှာအသေးစိတ်လေးပြရတယ်ခဥနောခင်မိုင်းထိုခင်တက်ပြီးတင်ပြီးကြာမယ်နော်โอเคဆက်သွားမယ်နံပါတ်9အဲနံပါတ်9ကတော့2တာ2တာကိုခေါ်နော်ခေါ်2ဒီအဲ့တော့ပေါင်းကြည့်မယ်ခေါ် ခောဥတော်ခောเนาะတူးဒီမသေးသေးပြရတယ်ခောဥတော်ခောတူးဒီเนาะဒီဒါလေးတွေဒါလေးတွေတရလေးเนาะဒါလေးတွေကိုကြည်အောင်အဲကြက်ထားရမယ်เนาะပြီးကျင်လေးကျွန်တော်အရှိမတရပိုင်းမှာကျွန်တော်တင်ပြထားတဲ့ရေတော့ကြည့်လို့ရတယ်เนาะ Okay အဲ့ဒါဆိုဆက်ပေါင်းမယ်နံပါတ်30နံပါတ်30ကအက်ကိုအဲထိုင်းလို့ Kim Kim ပါဇက်ပေးမယ်เนาะမော်မားနဲ့တက်တဲ့အုပ်စုတွေဆိုပါဇက်ပေးပေးမယ်เนาะ Kim အဲ့တော့ပေါင်းကြည့်မယ်ခေါ် sorry ခေါ် a more can can เนาะအဲဒီ minus ကဘာလို့ရောက်လာလဲဆိုရရှင်ဒီစာရ a ကတဲ့အသက်ရှိလာတဲ့အခါမှာဒီလိုပုံစံလေးပြောင်းသွားတယ်เนาะဘောမိုင်းတဲ့ကူလေးဖြစ်သွားတယ်အဲတော့ဘာညီမဲ call a more can เนาะ can ကအခုပြောတာဖြစ်တယ်အဲ number 7ဆက်သွားမယ်เนาะအဲ number 7ကရောတောင်တောင်ကိုထိုင်းလို့ခေါင်းခေါင်းဘောညီမဲเนาะ call အောင်ခေါင်းเนาะဒါကကျတော့စာရအောင်ဖြစ်တယ်เนาะ တဲ့အတွဲလေးဂျားမှာဒီမှာခေါခန့်ရင်ထည့်လိုက်တာ ਨੇ အဲအတိတ်ပဲအတိတ်ပဲအတန်တော်ပြောင်းသွားတယ်เนาะအဲ့တော့ပေါင်းကြည့်မယ်ခေါ်အောင်ခေါင်တောင်ပြောတာဖြစ်တယ်เนาะတောင်ကဒီတောင်နန်းနေတောင်ကုန်းနေပြောတာဖြစ်တယ်ခေါ်အောင်ခေါင်เนาะအဲအဲ့တော့နောက်ထပ်သူနဲ့သူတဲ့ဟာလေးဆက်ပေါင်းကြည့်မယ်နံပါတ်7နံပါတ်7ကျတော့ဒူးဒူးကျတော့အတန်မဆွဲထားတော့ဘာဖြစ်လို့လဲဘောကမိုင်းနဲ့တွဲလို့ခေါ်အောင်ခေါင်မိုင်းအေခေါင်เนาะ ခေါအောင်ခေါင်မိုက်အခေါင်ခေါင်ဆိုတာဒူးနော်ခေါင်တောင်ဒီကလေးနားတော့နော်စကလုံးလေးဒါအတန်လေးဆင်တယ်နော်ဒါပေမဲ့မတူဘူးဟုတ်ပြီနော်အဲ73ကြီးကြီးမယ်73ကျတော့ဝင်တာဝင်တာကိုခေါင်နော်ခေါင်ဝင်ပြီပေါ့နော်ပေါင်းကြည့်မယ်ခေါအောင်ခေါင်မိုက်ထိုးခေါင်နော်ဝင်ပြီဝင်တာအแทဝင်တာခေါင်ပန်းလို့သိရမလားခေါင်မဝင်လာအဲအဲ့လိုမျိုးတုံးတယ်နော် ခေါ်အောင်ခေါ်မိုက်ထိုးခေါင်းဝင်ပြီတူတယ်နော်တင်းနဲ့တော့လူလူပဲအပေါ်မှာဗာလေး꽌ပါလဲမိုက်အေးမိုက်ထိုးတာလေးပဲ꽌ပါတယ်နော်꽌ပြီးတော့ဇန်တော်လေးပြောင်းပါတယ်အဲဆက်ကြည့်မယ်နံပါတ်14နံပါတ်14ရဲ့စင်းတုံးကိုခီယန်ခီယန်နော်ခီယန်စင်းတုံးနော်ပေါင်းကြည့်မယ်ခေါ်ဤယာငေါ်ခီယန်နော်ခေါ်ဤယာငေါ်ခီယန်အဲဒီမှာသိသိပြရတယ် ဒီမှာခေါ်ခိုင်နဲ့ဆရာအီယာနဲ့တက်တယ်နော်ခီယာနောက်ကဒါနဲ့ပေါင်းလိုက်တာကတော့ခီယန်ဖြစ်သွားနော်ခေါ်အီယာငောခီယန်စင်တော့အဲ့တော့နံပါတ်15ကိုကြည့်ကြည့်ပါနော်နံပါတ်15နဲ့16เนี่ยရေးပေါ်ရင်တူတူပဲဒါပေမဲ့အနောက်မှာအသက်လေးတစ်ခုပဲကွာပါတယ်နံပါတ်14ကငောငူးနဲ့တက်တယ်နံပါတ်15ကျတော့နောနူနောနူနဲ့တက်တယ်အတန်တော့တူလားတူတယ်နော်ဟုတ်ပြီနော်ခေါ်ခေါ်အီယာနောခီယန်နော် ခေါ်ဤယာနောခီယံဒါအဘွားရောခေါ်ဤယာငောခီယံဟုတ်ပြီနော်တန်ရက်တူတယ်ဆင်တယ်အတိတ်ပဲရောကွာသွားတယ်အဘွားခီယံကျတော့ရေးသည်အဘွားခီယံကျတော့ဆင်းတော့ဟုတ်ပြီနော်အဲဒီတော့ဆိုရင်တော့အဲမမီမဲရမယ်လို့ကျွန်တော်ထင်ပါတယ်ကျွန်တော်နေ့ဗီဒီယိုကလေးလေးကိုဒေါ်လေးနဲ့ပဲကျွန်တော်ဆုံးသက်ချင်ပါတယ်ကြည့်ရှုပြရသူအားလုံးစင်ပြလိုက်မယ်လို့ပြောလင်းပါတယ်အဲတကယ်လို့သိချင်တာလေးတွေမင်းချင်တာလေးရှိရင်လည်းကျွန်တော်ရဲ့ကွန်မန့်ဒါမှမဟုတ်ချက်ပေါက်ကနေတစင်းမြင်ရနိုင်ပါတယ်အားလုံးမင်္ဂလာရှိသောနေ့လေးဖြစ်ပါစေခင်ဗျာ